နော် Facebook media တွေမှာပေါ့နော် social media မှာအရန်အနာမီကြည့်နေတဲ့ဗီဒီယိုလေးပါနော်ဒီကိစ္စကတော့ဆရာမင်းကျော်သိန်းလုံးကိစ္စပေါ့နော်မဒီကျူလွန်မှုအပေါ်မှာနော်သူ့ရဲ့မိမရှင်းပြလာတာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီပြိသက်တွေရှင်းပြလာတဲ့ဟာတွေကိုကျွန်တော်တို့ဝင်ကြည့်ရမှာဖြစ်ပါတယ်နော်ဒီကိစ္စကအရန်ကိုစိတ်ဝင်စားနေကြတာပေါ့နော်လူတွေအရန်ကြည့်ရှင်ကြတယ်ဘာဖြစ်လို့ဆိုလို့ရှိရင်ခံရလူကလေးပေါ့နော်ယင်ဖွင့်ပြီးတော့တကယ်ကိုပေါ့နော်အဲ့လိုမဒီကျင့်ခံရတဲ့ ဆရာမင်းကျော်တင်းရဲ့သွေးသားတွေပေါ့နော်သူ့အသွေးတွေကိုအကောင်မလေးမှာစီမှာထည့်ရပေါ့နော်တကောလုံးချွဲပြီးတော့ဒီကဆီလူးပြီးတော့ပေါ့နော်အဲ့လိုမျိုးဆေးတွေကုသမှုတွေပေါ့နော်နောက်တစ်ခါသူသူခန္ဓာကိုပင်ဆက်လေးရတာပေါ့နော်အဲ့ကိစ္စနာပတ်သက်ပြီးတော့ကျွန်တော်လုံးနေနေဝင်ပြီးတော့နောက်ထောင်ကြည့်ရမှာဖြစ်ပါတယ်သူမိမှာရှင်းပြမှာပေါ့နော်ဘယ်လိုပြောလာမလဲပေါ့အင်္ဂါမင်းကျော်တင်းကျမကိုကမလေးလဲစော်ကားသွားတယ်ကျမငွေလဲလိမ်သွားတယ်သူစီမဆေးထမှန်ကူတာအောင်ကျမကိုလဲထမှန်ပြီးတော့ပြူစားထားတယ်ဒီကောင် ကောင်ကျမစီကကာမလည်းအမျက်ထုတ်သွားတယ်ငွေလည်းအများကြီးအမျက်ထုတ်သွားတာနော်ဟွန်းသူဒီလိုလှုပ်ရှားလို့ရသွားပြီဆိုရင် तू နောက်တစ်ခေါက်လည်းထပ်လှုပ်ရှားလိမ့်မယ်နောက်တစ်ခေါက်ထပ်လှုပ်ရှားဖို့ဆိုတာဒီကောင်တရားရခိုင်နှုန်းတေးချတယ်ဟွန်းကောင်မလေးတွေ तू ငွေရှိငွေလိန်စားမယ်ကာမအမျက်ထုတ်လို့ရရင် तू ကာမအမျက်ထုတ်မှာအဲအကြောင်းမို့လို့အဲအကြောင်းအမျိုးသမီးများဒီလိုကောင်ကိုတတိထားကြပါ လို့ပြောချင်ပါတယ်ပြောကရွှင်ကြောခုထုံးလုပ်ပြီးပြောကကုစားနေနဲ့ဖာကောင်းလုပ်စားအားလုံးပဲမင်္ဂလာပါနော်။ဒီမှာစကားလေးနည်းနည်းလောက်ပြောပြပါမယ်။ဆရာမင်းတို့ဆရာမင်းတို့လိုင်းမှာဖြစ်နေတဲ့မန်လူထွေနဲ့ဆရာမင်းကျော်တင်ရဲ့ကိစ္စလေးကိုဒီမှာနည်းနည်းလောက်စကားပြောချင်ပါတယ်နော်။ဒီမှာဆရာဦးမင်းကျော်တင်ရဲ့တရားဝင်ဇနီးမယားပါ။ဒီမှာမှာကလေးနှစ်ယောက်ရှိပါတယ်နော်။ဟိုကူမန်လူထွေရဲ့ဆရာမင်းကျော်တင်ကို ကမ္ဘောဒီးယားကိုပြယောကကုဖို့နှမ်းပင့်တဲ့အချိန်ခါလေးရပါတော့။အိမ်မှာဗီဒီယိုကပြောတယ်။ပြောတဲ့အချိန်ခါမှာသူဟိုဟိုဟိုအကောင်ပူးတလူလူဒီကောင်ကတ်တလူလူနဲ့ပေါ့နော်။ဟိုဆရာဆရာတယောက်တည်းပဲလာခဲ့ပါ။ဆရာကုမရမှာ။ဆရာကုမကြောက်မှာပေါ့နော်။ဆရာတယောက်တည်းပဲလာခဲ့ပါ။ဆရာတယောက်တည်းပဲလာမှရမှာပါလို့သူကတယောက်တည်းပဲနှမ်းပင်တာပါနော်။ ဲ့လိုမျိုး plan ပြင်ပြီးတော့ကမ္ဘောဒီးယားမှာဆေးသွားကူတယ်ဆေးသွားကူတဲ့အချိန်ခါမှာဟိုဒီမယောက်ျားဟိုရောက်တော့ဒီမလူထွေရဲ့ပုံစံကဟိုတာမန်မဟုတ်တဲ့အတွက်ပေါ့နော်တာမန်မဟုတ်တဲ့အတွက်ကြောင့်မလို့သူကျမကိုပြောတယ်အိုမိမအရေးကြောင်တစ်ခုခုရှိလို့ရှင်မိမဖြစ်သူရေယူဖြစ်လိုင်းကိုချိန်ပြဖွင့်ထားပါတစ်ခုခုအကြောင်းထူးလို့ရှင် သူဖုံးခေါ်မယ်ပေါ့နော်အဲ့လိုမျိုးကျမကိုပြောတယ်ပြောတဲ့အတွက်ကျမလိုင်းကို24နာရီအပြည့်ခွင့်ထားတယ်သူဟိုမှာဘာတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျမကိုစာနဲ့အမြဲတမ်းပို့ပေးရောပေါ့နော်ဒီနေ့မှတညမှညနှစ်နာရီသုံးနာရီလောက်တော့ရှိပြီချင်းတယ်အဲ့အချိန်မှာသူနဲ့ညီမနဲ့ကစကားပြောနေတာပေါ့နော်လိုင်းပေါ်မှာစကားပြောနေတာစကားပြောနေချိန်မှာသူ့ကိုစာပို့တော့မိမကြီးငါ့ကိုလူထဲစာပို့နေတယ် ူခန်းကိုလာခဲ့မှုခေါ်နေရပေါ့နော်အဲ့နဲ့ဒီမှာမသွားနဲ့ဘာမှမသိဘူးညဘက်ကြီးဖြစ်နေပြီပေါ့နော်မသွားနဲ့ဆိုအဲ့နဲ့ तू ကဒါပြန်ပြောလဲဆိုတော့မသွားရင် green box ကခုန်ချမယ်လို့ပြောတယ်တဲ့အဲ့ဒီအချိန်မှာမသွားလို့ရှိရင်ဒီမှာ तू နဲ့ငါနဲ့တဲနေတာနှစ်ယောက်အတူတူလာတဲတယ်ဆိုတာအကုန်လုံးသိတယ်ပေါ့နော်တကယ်လို့တစ်ခုခုဖြစ်သွားခဲ့ရင် तू မြန်မာနိုင်ငံကိုပြန်လာဖို့အတွက်ခက်ခဲဖြစ်သွားလိမ့်မယ်ပေါ့အဲ့အကြောင်းမလို့ तू ကျမကိုဗီဒီယိုကောခေါ်ထားတယ်ဗီဒီယိုကောခေါ်ပြီးတော့ မလူထွေအခန်းထဲကိုသွားတယ်ပေါ့နော်မလူထွေအခန်းထဲကိုသွားတယ်သွားပြီးတော့ဟိုမှာသူတို့စကားပြောကြတယ်ဒီဟာကဘယောကမဟုတ်ဘူးစိတ်ကြောင့်ဖြစ်နေတာပေါ့နော်ပထမတစ်ခါထိုင်းနိုင်ငံမှာတော့ဘယောကကုထားတာသူဒီကနေပြီးတော့အဲ့လိုမျိုးလှမ်းပင်နေချိန်မှာစိတ်ကြောက်ကြရဖြစ်နေတော့သူကဘယောကမပြောက်ဘူးထင်ပြီးတော့ကမ္ဘောဒီးယားကိုပြင်တော့ထပ်သွားတာအဲ့ချိန်မှာသူကအဲ့လိုမျိုး စိတ်ကြောင့်ဖြစ်နေတာအရင်တော့ကလည်းစေးတုံးထားခဲ့တဲ့အရှိန်တွေကြောင့်စိတ်ကြောက်ကြီးရဖြစ်နေတဲ့အကြောင်းကိုသူရှင်းပြနေတယ်ဗောနော်ရှင်းပြနေတယ်အဲ့အချိန်မှာလည်းကျွန်မဗီဒီယိုကောဖွင့်ထားတာဖြစ်တဲ့အတွက်သူတို့စကားပြောနေတာတွေကျွန်မအစာဆုံးအကုန်ကြားတယ်ကြားလိုက်ကြတယ်မြင်လည်းမြင်တယ်အချိန်မှာစကားတွေပြောပြီးတော်တော်ကြကြစကားတွေပြောပြီးတော့ပြန်တော့မယ်အချိန်လည်းမနေတော့ဘူးဆိုတဲ့အချိန်မှာ तू ကသူတယောက်တည်းမအေးရလို့ဆရာနဲ့တူတူအိတ်မယ်ဆိုတဲ့အကြောင်း ်ကျမရဲ့ကြောက်ပြောတယ်ပြောတော့အားမဖြစ်ဘူးอืมတူတူအဲ့လိုမရဘူးပေါ့ကျမရဲ့ကြောက်အဲ့လိုမျိုးညင်းတဲ့ချိန်ခါမှာညင်းပြီးတော့ပေါ့နော်အဲ့လိုမျိုး तू အတင်းအားဓမ္မအိတ်ဖို့ तू ကခေါ်တာအဲ့ဒါကိုလည်းကျမမျက်စိနဲ့လည်းမြင်တယ်နားနဲ့လည်းကြားတယ်ဗီဒီယိုခိုင်းနေလည်းရှိပါတယ်အဲ့လိုမျိုးပြောပြီးတော့ပြန်သွားတယ်ပေါ့နော်ပြန်သွားတဲ့အချိန်ထိကျမနဲ့သူနဲ့စကားပြောနေတော့စကားပြောရင်တလန်းနဲ့သူ ဟိုတကားခောက်ပြီးတော့သူကျမယောက်ျားအခန်းတော့နောက်တစ်ခေါက်ပြန်ဝင်လာတယ်ပေါ့နော်ဝင်လာပြီးတော့အဲ့မှာစကားတွေလည်းပြောကြတော်တော်နဲ့အညာလည်းကျမလည်းတညာလုံးမအိပ်ရအောင်ဟိုမနေ့9နာရီလောက်ဖြစ်သွားတယ်ပေါ့နော်တညာလုံးမအိပ်ရအောင်မင်းရပဲနဲ့အဲ့လိုမျိုးဗီဒီယိုကောတွေပြောပြီးတော့ကျမအဲ့ဒါတွေအကုန်လုံးပြီးတယ်ဘာဖြစ်လို့လဲဆိုတော့ तू အဲ့လိုမျိုးကျမယောက်ျားနဲ့အတူတူအိပ်ဖို့ခေါ်တဲ့ဟာတွေကိုလည်း तू ညင်းလို့မရဘူးဘာဖြစ်လို့ညင်းလို့မရဘူးဆိုတော့ကျမ ဗီဒီယိုကောခေါ်ထားတာဖြစ်တဲ့အတွက်ဒီမှာနားနဲ့လဲကြားတယ်မျက်စိနဲ့လဲမြင်တယ်သူအတူအိတ်မယ်လို့ခေါ်တဲ့ဟာပေါ့နော်အဲ့ဒါကြောင့်မလို့သူညင်းလို့မရဘူးသူတို့နှစ်ယောက်တည်းရှိတဲ့အချိန်မှာတော့ကျွန်မမသိဘူးမလူထွက်နဲ့ကျွန်မယောက်ျားနဲ့နှစ်ယောက်တည်းရှိတဲ့အချိန်မှာကျွန်မမသိဘူးမသိတဲ့အတွက်ကိုဒီကိစ္စကဖြစ်ခဲ့ပါတယ်မဖြစ်ခဲ့ပါဘူးကျွန်မမသိဘူး အဲ့တော့မတ်လူထယ်ကမိန်ကလေးဖြစ်တယ်ကျမကလည်းမိန်ကလေးဖြစ်တယ်ကျမမွေးထားတာလည်းတမီမိန်ကလေးရှိတဲ့အတွက်ကိုချင်းစာမိန်မချင်းကိုချင်းစာတဲ့အနေနဲ့တကယ်ကျမယောက်ျားမတ်လူထယ်ကိုဒီလိုမျိုးဟိုအာရမကျင့်နေတာမှန်ကန်ရင်တရားလာဆွဲပါอืมတရားလာဆွဲပါတရားဆွဲပါကျမတကယ်ဒီကိစ္စမတ်လူထယ်တရားဆွဲတာမှန်ကန်တယ်တက်တည်ထောက်တာခိုင်းလုံးနေဆိုရင် ျမဘက်ကလည်းကျမယောက်ျားကိုတလင်တမယာစနစ်နဲ့အိမ်ကောင်ရေဖောက်ပြက်မှုနဲ့ပေါ့နော်ကျမဘက်ကလည်းတရားစွဲပါမယ်ကိုချင်းစာစိတ်မင်းကလေးညကိုချင်းစာတဲ့အနေနဲ့ကျမတက်ပြောတာပါနော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ဟိုဆီယမ်မင်းကျော်သိန်းနဲ့မလူထွန်းနဲ့ဖြစ်တဲ့ကိစ္စပေါ်မှာရှင်ကျော်ရှင်ကျော်လို့တက်တက်ပြီးတော့မပြောသေးခြင်းဘူးဘာဖြစ်လို့လဲဆိုတော့မလူထွန်းနဲ့ဆီယမ်မင်းကျော်သိန်းနဲ့ဖြစ်တဲ့ကိစ္စမှာ ဟိုဆီယမ်မင်းကျော်တင်းဆိုတဲ့နာမည်ကိုပြောကျမစိတ်ဆိုးဘောနော်ဘာလို့လဲဆိုတော့အခုကရှင်ကျော်ရှင်ကျော်နာမည်တက်ပြီးတော့ပြောတာဖြစ်တဲ့အတွက်ကိုတော့အဲ့ဒါကိုတော့မြစ်တရရခံပါတယ်ရှင်ကျော်ဆရှင်ကျော်လို့နာမည်မတက်ပါနဲ့ဆီယမ်မင်းကျော်တင်းလို့ပြောအဲ့ဒါကိုလက်ခံပါတယ်ဘောနော်လက်ခံတယ်အဲ့ဒါကိုကျမဟိုအပြစ်မပြောဘူးဘောနော်ဆီယမ်မင်းကျော်တင်းနဲ့မလူထွန်းနဲ့ဒီဖြစ်တဲ့ပိစာကိုကျမတို့ကလည်း ဟိုနှစ်ယောက်တည်းရှိတဲ့အချိန်မှာကျမတို့မမြင်ရတာဖြစ်တဲ့အတွက်ကိုကျမဟိုမဖြစ်ခဲ့ဘူးဖြစ်ခဲ့ပါတယ်ကျမမပြောဘူးပေါ့နော်ကျမတိတယ်ကျမမြင်တဲ့ဟာကိုကျမပြောတာပြီးတော့နောက်တစ်ခုကအဲ့လိုမျိုးပေါ့နော်ရွှင်ကျော်ဟိုရွှင်ကျော်ရွှင်ကျော်ရွှင်ကျော်မရင်းမှုအဲ့လိုမျိုးပြီးတော့မပြောသေးခြင်းဟိုဆီယမ်မင်းကျော်သိန်းနဲ့ဖြစ်တဲ့ကိစ္စပေါ်မှာဆီယမ်မင်းကျော်သိန်းနာမည်ကိုပဲတက်ပြောပါလို့ ဒီမှာမြစ်တိုင်ရခံပါတယ်ပေါ့နော်အဲ့ဒါလေးလာပြောပြတာပါโอเคဒါတော့เนาะဆရာမင်းကျော်သိမိမှာရှင်းပြလာပဲဖြစ်ပါเนาะဆိုတော့သူကတော့ပေါ့နော်အဲ့လိုမျိုးမြင်တာပေါ့နော်မြင်နေမြင်ကြားလိုက်ကြတာပေါ့နော်အဲ့လိုနှစ်ယောက်အခက်မှာအိတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးအိတ်ရအိတ်တော့အတူတူကနေကြပေါ့နော်ဒါအိတ်မအိတ်တော့သူကလည်းမသိပေါ့နော်ကျေတန်းအိတ်တော့ပြီဆိုလို့ရှိရင်လည်းသူ့ဘောပေါ့နော်အာတရားဆွေးလို့ရတယ်ပြီးရင်သူကလည်းပေါ့နော်သူယောက်ျားကအဲ့လိုမျိုး တယောက်ချက်ဒီလိုဖြစ်သွားပြီဆိုလို့ရှိရင်သူလေးပြင်ပြီးတော့တရားဆွေးမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီကိစ္စပေါ်မှာပေါ့နော်ကျွန်တော်ယူပါမြားဘလို့ထင်မိတယ်လေပေါ့နော်ဘလို့ယူဆတယ်လေပေါ့ဘလို့သုံးသက်တယ်လေကျွန်တော်ရဲ့ editor YouTube fan နီးနော် comment ထဲမှာဆွေးနွေးတော့လို့ရပါဗျာဆက်လက်ပြီးတော့ကျွန်တော်ရှင်းပြတဲ့လူတွေရှိပါသေးကျွန်တော်နေနေနောက်ထောင်ကြည့်အောင်ပါနော်ကဲဒါတော့နော်ရွှေညင်းတော်ဆရာကြီးပေါ့နော်မင်းကျော်သိမဒီမှုပြဿနာအပိုင်း1ဆိုပြီးတော့မျှော်လာတယ်ပေါ့နော် WeChat အပိုင်း1ပါကျွန်တော်နေနေနောက်ထောင်ကြည့်ပြီးတော့ WeChat အကြောင်းတေချာလေးပြောပြပေးမယ်ပေါ့နော် အဲဝီချာကြောင့်ဒီကြာလေးပြပြပေးမယ်ဆိုတော့ဒီစာပို့တဲ့အရင်းဆုံးပေါ့နော်စာပို့တဲ့ location ကိုသိလို့ရတယ်လို့သွားပြောပေးတယ်ညီမလေးကိုဒီနေရာအရင်းအဆုံးကျေးဇူးတင်ပါတယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့စီမံချက်ပုံစံမျိုးကိုပတ်ပတ်ပြုံဝေလံပေးရတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောပြမယ်ဆက်ဆက်ချင်းကျွန်တော်တို့နဲ့ဖုန်းပြောတဲ့ချိန်ညကျွန်တော်မှာ record ကြီးရှိတယ်ကျွန်တော်အကုန် record ယူတာကျွန်တော်အဲ့တိုင်းနဲ့စကားပြောလဲ record ယူတယ်အဲ့ဒီထဲမှာ WeChat က AI နဲ့လုပ်ထားပါတယ်လို့သူတို့ပြောတယ်ပေါ့နော် အဲဘာလို့ AI နဲ့လောက်ထားလို့ပထမပိုင်းကပြောတာလေးပေါ့နောက်ထပ်အခုကျတော့ AI မဟုတ်ဘူးအဲ့ဒါကိုပိုကောင်မလေးကိုယ်တိုင်ကဖွင့်ပေးတာလို့ပြောတယ်နော်ထိုင်းနေသမားထိုင်းသင်ကနေဖွင့်ပေးတာလို့ပြောတယ်ဟုတ်ပြီတကြအဲ့ဖွင့်ပြီးတဲ့အချိန်မှာသူကောင်မလေးတင်ပေးတဲ့တရုပ်စာတစ်လုံးနှလုံးနဲ့ကောင်မလေးကိုစာပို့ခဲ့တယ်လို့ပြောတယ်နော်အဲ့မှာတစ်ချက်နော်ဒါသူဝင်ခံလိုက်တာနော်ဖနာကကျွန်တော် secret recorder အကုန်ယူပြီးသွားပြီသူဝင်ခံလိုက်ပြီဒီဝီရှက်ကိုသူအတန်ပို့ခဲ့ပါတယ်ဆိုတာဒိတ်ပါတယ်ဝီရှက်မှာဟုတ်တယ်နော် ဲ့တော့တန်တာကိုကျွန်တော်ဆက်ပြောတော့မယ်အဲ့ဒီ WeChat ကိုဖွင့်ပေးခဲ့တဲ့ Thai Singer ကကမ်ဘောဒီးယားနိုင်ငံမှာတုံးလို့မရဘူးနော်ကမ်ဘောဒီးယားနိုင်ငံမှာတုံးလို့မရဘူးအဲ့တော့ Thai နိုင်ငံမှာပဲတုံးလို့ရမယ်နောက်တစ်ခုကကြတော့အဲ့ဒါ Thai နိုင်ငံမှာဆိုအဲ့လိုတပတ်ကတ်တို့နောက်ခါဟိုကျွန်တော်တို့လေတပတ်သုံးကတ်တို့နောက်ဟိုဘာတွေရှိတယ်ဗာလဲအာ data ကတ်တို့ဘာလို့စာရေးရှိတယ်လေအဲ့လိုဝယ်တုံးလို့ရတယ်ထားလိုက်ပါတော့နော်နောက်တစ်ခုက तू စာဆပ်ဖို့ခဲ့တယ်လို့ तू ပြောခဲ့တယ်နော် support ခဲ့တယ်လို့ပြောခဲ့တာဖြစ်တဲ့အတွက်ကြောင့်အမ date ရှိတယ်တေချာတာတစ်ခုကအဲ့ဒီ ဝီချက်ကဝီချက်သုံးတဲ့ဆရာတွေဝေမှန်သွားပါအောင်အကောက်ထဲမှာနော်ဝီချက်ကဒီဘက်ဖုန်းထဲကနေပြီးတော့မှတခြားဖုန်းထဲကိုလုံးဝင်ဝင်လိုက်ပြီဆိုလို့ရှိရင်ဒါပါတော့အဲ့ဒီမှာပို့ထားတဲ့ဆရာတွေအကုန်ပြတ်သွားတယ်အဲ့တော့တေချာတာကောင်မလီရတာအတူအတူဖြစ်ပြီးတော့ပေါ့နော်သူ့ရဲ့ဖုန်းထဲနေသူ့ကသူလုံးဝင်ဝင်ပြီးတော့ဟိုဘက်ဒီဘက်ပြန်ပို့တာတေချာလို့ရှိရင်ပထမဦးဆုံးဆက်ဆက်ပို့ထားတဲ့ဒိတ်နဲ့ဆရာတွေအကုန်လုံးပြက်နေရမှာဟုတ်ပြီနော်ပထမဦးဆုံးဆက်ဆက်ပို့ထားတဲ့ဒိတ်နဲ့ဆရာတွေအကုန်လုံးရှိနေတယ်ဘာကြောင့်လဲဟုတ်လားနော် ကဲအဲ့တော့ကျွန်တော်စီမံနဲ့အကွက်ကလေးတိုင်းကွင်းကွင်းကွက်ကွက်လေးဝင်လာပြီနော်ကျွန်တော်လိုချင်တာဒီတက်သေးပဲအဲ့တက်သေးရောက်ပြီဆိုကျင်းသေးတာတခုကဒီဝီရှက်ခါသူစာပို့ထားတယ်ဆိုတဲ့တက်သေးတော့ဒါခိုင်လုံသွားပြီဘာနဲ့ညင်းမလဲဘာနဲ့ညင်းမလဲ နော်နိုင်ငံခြားမှာနေသူတိုင်းကြည့်တယ်လေအိစင်ခါကကမ္ဘောဒီးယားနိုင်ငံမှာတုံးလို့မများတာကျွန်တော်လိုချင်တဲ့အဓိကအဲ့ဒါပဲနှုတ်ကနေပြီးတော့ပို့ပါတယ်လို့ဝန်ခံတဲ့အရာကိုကျွန်တော်လိုချင်နေတာသူဆက်သချင်းသူတရုတ်လိုလာမှာတစ်လုံးနှလုံးပို့လိုက်ပြီးတယ်အဲ့မှာဆိုင်ဆိုင်မှာထိုင်နေတဲ့ဗာညာသရကဆိုကျွန်တော်တို့ခုရတာတဲ့ screen recorder တစ်ခုလုံးနဲ့မှာ date တွေအကုန်လုံးကအဲ့တိတ်နဲ့တက်ထက်တဲကြတယ်လို့သိချတာဒါသူကိုယ်တိုင်ပို့တာပဲပေါ့ဟုတ်တယ်မလားနော်အဲ့တော့ဘာမှညင်းပြအကြောင်းရင်းမရှိတော့ဝီချက်နဲ့ပတ်သက်တဲ့တက်သေးတော့တာကိုခိုင်ခိုင်မာမာရသွားပြီဖြစ်ပါတယ်နော် အဲ့တော့သွားပို့ပေးတဲ့ညမလေးကြီးကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးလေးကူညီပေးတာကဲအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးပါခင်ဗျာကဲဒါတော့ဗောနော်အာဝီရှက်ပိုင်းတစ်ဆိုပြီးတော့ကဲဒါတော့ဝီရှက်ပိုင်းတစ်ဆိုပြီးတော့မျက်ဝလာတယ်ဗောနော်အာရှင်တော်ဆရာကြီးမင်းကျော်သည်မဒီမှုပြဒနာအပိုင်းတစ်ဗောနော်ဆိုတော့သူကတော့ဒီလိုရှင်းပြတော့တာဗောနော်ကျွန်တော်ဗျူဟာမြားဘလို့မှတ်ရှာပေးရှင်လေးဘလို့နော်ဆုံးပြမလေးဗောနော်ဘလို့သုံးသက်မလေးဆိုတာကိုလေးပဲဟာ ကွန်မန့်လေးတွေရေးတော့လို့ရပါတယ်ဆိုတော့ကျွန်တော်တို့နံပါတ်1ကတော့เนาะသူမိမကပြောတော့တာကတမျိုးပေါ့เนาะဒီမှာကတော့သူဘောပေါ့เนาะရှင်းပြတော့တာအပိုင်းတစ်ခုပေါ့เนาะဝီချက်ရဲ့အပိုင်း1ဆိုပြီးတော့မျှဝေလာတဲ့ဗီဒီယိုလေးတစ်ပုဒ်ပေါ့ဆိုတော့နံပါတ်2ကိုကျွန်တော်တို့တစ်ခေါက်ဝင်ကြည့်ပါပေါ့เนาะနောက်ဆက်ပြီးတော့ဗာပြောသေးတယ်လေးပေါ့နောက်တစ်ခုကဝီချက်အပိုင်းနေပေါ့เนาะဟွန်းဝီချက်အကောင့်ဖွင့်တဲ့အခါမှာဝီချက်သုံးတဲ့ဒူရန်တီးတယ်တခြားဖုန်းနဲ့ကျူပါဖတ်ပေးမှဖွင့်လို့ရတာကျူပါမဖတ်ပေးရင်ဖွင့်လို့မရဘူးเนาะကျူပါဖတ်ပေးရတယ်အဲ့မှာတခြားဝီချက်ကဆန္ဒပြောလို့ အဲဒီဘက်ဖုန်းကနေဟိုဘက်ဖုန်းထဲကိုသွားဝင်မယ်ဆိုဒီဘက်ဖုန်းမှာပို့တဲ့စာတွေအကုန်လုံးကပြတ်သွားတယ်။စာအတိတ်ကနေပြန်ပို့ရတာပေါ့နော်။အဲ့တော့ကျွန်တော်တို့ရလာတဲ့တက်တေတော့သားထဲမှာစာအစအဆုံးအကုန်ရှိတယ်ဒိန်းနေဆိုတော့ဒါဆိုကျွန်တော်တို့တက်တေကိုရပြီပေါ့နော်။ နောက်တစ်ခုအနေနဲ့ကျတော့ဖုန်းစင်ကက်ကထိုင်းဖုန်းစင်ကက်ကကမ္ဘောဒီးယားမှာသုံးလို့မရဘူးအဲ့တော့တေးချတာတစ်ခုကကမ္ဘာလီလုံးဝင်လို့မရဆိုတော့ပို့တေးချတဲ့နောက်တစ်ခုကသူ့ကိုယ်တိုင်ကလည်းလုံးဝင်ပြီးတော့တရုတ်လိုဟိုဘက်ဒီဘက်ပို့ခဲ့ပါတယ်လို့သူတက်တလောက်ဒီတော့တစ်လုံးလုံးပို့လိုက်သေးတယ်ကျန်တာလေးလည်းသူပို့တင်တာလေးပို့တယ်ဆိုတော့ဒါဆိုလို့ရှိရင်အဲ့ဒီတုန်းကဒိန်းနဲ့အခုကျွန်တော်တို့ဒီဒိန်းဒိုက်ဒီဒိန်းတွေအကုန်လုံးတက်လိုက်တိုက်လိုက်မယ်ဆိုလို့ရှိရင်ပေါ့လေနောက်သူ့ရဲ့ပြောစကားအရဒိန်းတွေအကုန်လုံးတိုက်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါတေးချနေပြီလေဒီဝူချက်ကသူ့ကိုယ်တိုင်သုံးတာပါဆိုတာလုံးဝကျင်းနေပါပြီကမ္ဘာလီသုံးတာဘယ်လိုမှမဖြစ်နိုင်တော့ဘူးโอเคเนาะအဲ့တော့ဘာပဲပြောပြော အခုလိုမျိုး WeChat ကစာပို့လို့ရှိရင်စာပို့တဲ့အဲဒီ location ကိုဘာဘယ်လိုပြောမလဲဆိုတော့စုံစမ်းလို့ရတယ်လို့တောက်ပြောပြတယ်လို့ပဲကျေးဇူးတင်ရမှာပဲအဲ့တော့ तू ကစုံစမ်းပို့ခက်ခဲတဲ့အရာဆိုပြီးတော့ तू ကသူသုံးပါတယ်ဆိုတော့အိတ်တာတစ်ခုဒါ तू ဖြတ်ပြလိုက်တာပဲလीဟုတ်တယ်နော်အဲ့တော့ကြောင့်ကျွန်တော်တို့ကတက်သေးကိုတိကျသွားရရသွားတယ်နော်ပထမပိုင်းကသူပြောတဲ့စကားမခိုင်လုံတာ သူ AI နဲ့လုပ်တယ်လို့ WeChat ကိုစသချင်းပြောတာဟုတ်အခုတော့သူ့နှုတ်ကနေဝင်ခံသွားတဲ့အရာနဲ့ကျွန်တော်တို့မှရတဲ့တက်တေနေရအကုန်တစ်ခက်တည်းဖြစ်သွားပြီဒါ WeChat တစ်ခုကျွန်တော်တက်တေခိုင်းပါသွားပြီတက်တေတီဆောက်တယ်ဆိုတော့အဲ့လိုတီဆောက်ရတယ်ကဲဒါတော့အပိုင်းနှစ်ပေါ့နော် WeChat အပိုင်းနှစ်ပါဟမ်ဒါဆိုတော့သူကဘောကတမျိုးဒီရတမျိုးပေါ့နော်ပြောပြောလာကြတယ်ဆိုလာကြတယ်အပေါ်မှာပေါ့နော်အခုကတော့ဒီညီလေးရှင်းပြလာတာပေါ့နော် ဝီချက်ပိုင်းတက်ရေဝီချက်ပိုင်းအပိုင်းနှစ်ရေပေါ့နော်ဆိုတော့နောက်ဆုံးဝီချက်အပိုင်း၃ကိုကျွန်တော်တို့ထပ်ပြီးတော့နှောင်းကြည့်မယ်ဗျကဲဒါတော့ပေါ့နော်အာဖြစ်ချင်းရှာလေးကိုထောက်ပြမယ်ဆိုပြီးတော့ညီလေးတယောက်ပေါ့နော်အပိုင်း၃ထိသူကရှင်းပြလာတာပေါ့နော်ဒီလိုတက်တဲ့တာရကရှိတယ်ပေါ့နော်ဒီလိုတကယ်လုံသွားတယ်ဆိုတာကိုကဲကျွန်တော်နှောင်းကြည့်မယ်ဗျကဲသူ့ရဲ့ဖြစ်ချင်းချက်နံပါတ်လေးကိုထောက်ပြပေးမယ်နော်သူဒုတိယချိန်ကမ္ဘောဒီးယားကိုသွားရဆိုတဲ့ပထမတစ်ချိန်မှာတည်းကတိုင်းနဲ့ဆိုသွားတဲ့ချိန်မှာတည်းကကောင်မာလေးတာပယောကမဟုတ်ဘူးဆိုသူသိရပါလေ အဲ့တော့ကကြတော့ပယောဂါပေါ့အဲ့လိုမျိုးလားကမ္ဘောဒီးယားရောက်တော့မှပယောဂါမဟုတ်လို့ပြောနေတာပေါ့ဘာလို့လဲဆိုကျွန်တော်မနေ့ကဗီဒီယိုဖိုင်တင်လိုက်တယ်လीပယောဂါမဟုတ်ဘူးဆိုလို့ချင်းအဲ့ပတ်သက်နေပြန်ပေးလိုက်ပါလို့ကျွန်တော်ပြောတာတယ်နော်ကဲအဲ့တော့ကျွန်တော်ပြောနေတာအဲ့တိုင်းနဲ့သတ်မှလဲတခါအဲ့လိုဖြစ်တယ်လို့ပြောတာတယ်သူတို့အဲ့လိုဖြစ်တယ်ပေါ့နော်အာကောင်မလေးကိုအဲ့ပုံစံနေလိုက်တယ်ပေါ့နော်အဲ့တော့ပြောနေတာတခုကမိန်ကလေးတယောက်တည်းရှိရအရက်ကိုသွားတယ်သူကသူတပည့်လာတယ်ဆိုတော့အဲ့တပည့်ရော24နာရီ48နာရီလောက်သူရှိနေပြရလား အဲ့ဒါကိုတစ်ချက်ပြောပြီးနော်ပြီးတော့ခုနတုန်းကဝီချက်ကတက်တေထောက်ထားခိုင်မာသွားပြီဆိုတာဆရာထောက်ထားတစ်ချက်ရသွားပြီလို့ပြောလိုက်တယ်နော်အဲ့ဒါတော့အရှိရဗီဒီယိုဖိုင်နဲ့ဆက်ဆက်ပြီးအဲ့ဒီတည်းမှာသူကလာအိတ်ဖို့အတွက်ကောင်မလေးကိုခေါ်ထားတဲ့စာရင်းရှိတယ်နောက်တစ်ခုအနေနဲ့မှန်တယ်ကောင်မလေးကသူ့ကိုဆရာတယောက်ထဲလာခဲ့ပါလို့ပြောထားတဲ့စာလေအဲ့ဒီဝီချက်ထဲမှာရှိတယ်ဆရာမှာတက်တေရှိတယ်နောက်ကကောင်မလေးကိုလည်းသူကတငယ်ချင်းတွေဖော်မလာပါနဲ့တယောက်ထဲလာခဲ့ပါလို့ပြန်ခေါ်ထားတဲ့တက်တေထောက်ထားလဲဆရာမှာရှိတယ်ဟုတ်ချက်တက်တေ ဲ့ wishes နဲ့ပတ်သက်လို့တက်တည်တရားခိုင်လုံများဖြစ်တဲ့အကြောင်းသူတို့အပြန်အလှန်ပြောဆိုလာတဲ့ဇာတ်ကားတွေကတက်တည်အတောက်တာပဲဟုတ်အဲ့တော့ wishes ကစောစောကြီးကတက်တည်တို့ထားခိုင်လုံကြောင်းစစ်စေးချက်ကပေါ်သွားပြီနော်အဲ့တော့အပြန်အလှန်ခေါ်ယူလာတဲ့အကြောင်းကရှိတယ်နော်အဲ့တော့အော်မလေးကသူကမအောင်ဗီဒီယိုဖိုင်နေတဲ့ချိန်မှာပြောတယ်သူဘာဖြစ်လဲမသိဘူးတိုသေးမိလိုက်တယ်လို့ပဲအဲဘာပဲဖြစ်ဖြစ်သူလိုက်ရောမိနေတယ်ပါညာတရကသူပြောတာရှိရဒါတက္ကနာထားလိုက်ပါဦးနော် နောက်တစ်ခုအနေနဲ့ကမ္ဘောဒီးယားသွားတဲ့အချိန်နေမှာကမလီးယားပယောဂမုံမှန်တည်ရဆိုတော့ပရမတ်တချိန်မှာတွေကဘာကြောင့်မတည်ရတာလဲလေအဲ့ဒါကိုပြောပါဦးเนาะဘာကြောင့်မတည်ရတာလဲပြီးတော့အမြဲတမ်းမှတ်တမ်းတင်နေဆိုလို့ရှိရင်မှတ်တမ်းတစ်ခုတောက်မယ်ဆိုလို့ရှိရင်ဒီ24နာရီလုံး42နာရီလုံးအတွက်သူနဲ့အတူတူရှိနေတဲ့အချိန်အကုန်လုံးကိုဒါမှတ်တမ်းယူရမှာလीเนาะမှတ်တမ်းယူရမှာလीဟုတ်တယ်မလား မတမ်းမอยู่တာဘူးဆိုလို့ရှိရင်တော့ဒါတက်တေတောက်တာမခိုင်တော့ဘူးပေါ့နောက်တစ်ခုကဘယ်လိုပဲဖြစ်နေပါစေကျွန်တော်ပြောပါမယ်မိန်းကလေးတယောက်တည်းရှိတဲ့နေရာကိုဒီဂိုင်းဆရာဒီတယောက်တည်းမသွားတင်ဘူးဆိုတာเนาะဒါမသိတာပါလားဟွန်းဒီကိစ္စကမသိတာပါလားဘယ်လိုအကြောင်းကြောင့်လဲဖြစ်ဖြစ်ကောင်မလေးကခေါ်နေပါစေအောင်ညင်းရမှာလीเนาะဘာလို့လဲငါကမှပိုင်မိန်းမရှိတဲ့ငါဂိုင်းဆရာတအုပ်ဖြစ်တဲ့တော့ကြောင့်ငါလာလို့မရအောင်ဆိုပြီးတော့ညင်းရမှာလीเนาะယောက်လေးယောက်သွားပြီးပြီအဲ့ဒီယောက်ပြီးတော့ ဒီကိုလည်းပြန်လာပြီးပြီเนาะအဲ့ဒီတော့မှတောင်မလေးကမူမပါဘူးဆိုတော့လွန်တာပေါ့အဲ့ဒီစကားကြီးอ่ะဟုတ်တယ်เนาะအဲ့တော့ပယောကမဟုတ်ဘူးဆိုအစိုးရကဒီကရော့ငွေတွေကိုမယူနဲ့လीเนาะဘာကြောင့်ယူခဲ့တာလဲစကားကလည်းခိုင်းမှာတော့ကကြတော့ပယောကဖြစ်သွားပြီကမ္ဘောဒီးယားရောက်မှာပယောကမဟုတ်ဘူးဆိုတော့ဘယ်ထောက်ထားနေပြောတာလဲအဲ့ဒီအရာကလीအဲ့ဆိုခိုင်းမှာတော့ရိုက်ခဲ့တဲ့တက်တေထောက်ထားရောရှိလားအင်းကဲအဲ့တော့ဖြေပါဦးเนาะကဲ ကဲဒါပါပေါ့နော်ဖြစ်ချင်းရှက်လေးကိုထောက်ပြမယ်ဆိုပြီးတော့ညီလေးတယောက်မျက်ဝလာလာဖြစ်ပါတယ်နော်ဟမ်ရှင်ဆရာကြီးနော်မင်းကြော်သိမဒီမှုပြဿနာအပိုင်း၃ထိတော့ရှင်းပြတော့ပါလေဆိုတော့ဒီလိုရှင်းပြတဲ့ပုံပေါ်မှာကျွန်တော်တို့ viewer များဘလို့မှတ်ချက်ပေးရှင်းတယ်လေကျွန်တော်ရေး edit of fan ရေ youtube comment ထဲမှာလေးဆွေးနွေးတော့လို့ရပါတယ်နော်အဲ့ဒါကြောင့်အခုကိစ္စတွေကပေါ့နော်အရင်ကိုပြင်နေကြတာနော် social media မှာလူတွေအရင်စိတ်ဝင်နေကြစိတ်ဝင်စားနေကြတာပေါ့နော်ဆိုတော့ သူမိမကတမျိုးပြောတော့တာပေါ့နော်ဒီမှာညီလေးကလည်းတမျိုးပြောတော့တာပေါ့နော်ညီလေးကတမျိုးရှင်းပြတော့တာကလည်းပဲနော်ရှင်ခါမသိမိတော့ပေါ့နော်ရှင်ရင်တော့ဆရာဆိုတာဆရာတယောက်ဆိုတာအလိုမိခလေးစီဆိုမတော်သိမှုပေါ့နော်ဘာဖြစ်သွားတယ်လေဆိုတော့ဒီအဲ့လိုပေါ့နော်ဝီချက်မှာနေပြီးတော့ဗောတယောက်တယောက်ပေါ့တယောက်ပေါ့နော်အဲ့လိုစာရေးပြီးတော့ပေါ့နော်တယောက်တည်းလာတွေ့မယ်တယောက်တည်းလာရှင်းတွေ့တဲ့ပုံတွေပေါ့နော်အဲ့လို တယောက်တယောက်ရေးတဲ့စာတွေနောက်သက်သေးတာတွေကလည်းရှိလို့ရှင်းပြလာပဲဖြစ်ပါတယ်။ကဲဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်နော်ဒီလိုပြဿနာတွေဒီလို social media မှာအရင်နာမည်ကြီးတဲ့ဗီဒီယိုလေးတပုတ်ကိုပေါ့နော်ကျွန်တော်ပြူဟာများနော်ကြားတဲ့အတိုင်းသိတဲ့အတိုင်းပါလေနောက်ပါဆက်ဖြစ်အောင်မလဲနော်ခင်ရလူကတော့ခင်ရပြီးတော့ပေါ့နော်အဲအဲ့အလုံးဒီလူတွေကပေါ့နော်တကူဖြစ်ပြီးဆိုလို့ရှိရင်အခုကတော့သိတဲ့အတိုင်းပါနော် social media မှာရင်ဖွင့်ကြတယ်ပြောဆိုကြတယ်ချိုးဆိုလို့ရှိရေပေါ့နော်ပြောစရာအကွက်ရာဖင်ခွေရာမရှိပေါ့နော်နောက်တော့ကတက်သေးတာကတည်း ရှိပင်မဲ့လေးပေါ့ကို့မှာပေါ့နော်အဲ့လိုမျိုးကို့ကိုပြန်ကူညီနိုင်မဲ့လူတွေပေါ့နော်ရှာမတွေ့တဲ့ခါကျတော့သူကလေအကူရမင်းကူရရှာပြီးတော့လေးပဲဒီ social media နော် Facebook တွေမှာလာပြီးတော့ယင်ဖွင့်လာတာပဲဖြစ်ပါလေဗျာဆိုတော့နောက်ပါဆက်ဖြစ်အောင်မလို့နောက်ဘလို့အကြောင်းပြပြီးတော့နော်ဘလို့ပုံစံလာအောင်မလို့ဆိုတာကိုစောင့်မျှော်ပြီးတော့ကြည့်ကြည့်အားဖြင့်လေးကျွန်တော်ရဲ့ဗီဒီယိုများကိုဖိတ်ခေါ်လေးရပါလေဗျာဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါလေနောက်အစ်စ်ဆန်းလာမဲ့ဗီဒီယိုများမှလည်းပြန်လေးစုံစစ်ဖို့ကျွန်တော်ရဲ့ဗီဒီယိုများကိုဖိတ်ခေါ်လေးရပါလေဗျာ